တခါတုန်းကအင်မတန်မှလီမြန်ပါနဲ့တဲ့ကြောင်တကောင်ဟာပိုက်စာနေတဲ့အတွက်ကြောင့်အစာလိုက်ရှာပါတယ်။ဒီအချိန်မှာပဲသူ့ရှိက ကြက်တကောင်က တွင်းတွင်းလေးကို ဝင်ပြေးသွားတယ်။ဒါနဲ့ကြောင်ကအဲ့ဒီကြက်တွင်းဝန်းသားမှာပဲကြက်ထွက်လာမယ့်အချိန်ကိုစောင့်နေပါတယ်။ကြက်ကလည်းတော်တော်နဲ့ထွက်မလာရဲပါဘူး။ကြောင်ကလည်းပိုက်စာနေပြီ။တွင်းနှခမ်းကနေတညောင်ညောင်နဲ့ကြက်ထွက်လာအောင်အတန်ပေးနေတယ်။ သူ့စိတ်ထဲမှာတော့ကြောင်တန်ကြားတာနဲ့ကြက်ကလန့်ပြီးထွက်လာမယ်လို့ထင်ထားတာပါဒါပေမဲ့ကြက်ကကြောင်တန်ကြားလေထွက်မလာရဲလေပါဒီအခါကြောင်ကစဉ်းစားပြီးအင်းငါဒီတိုင်းနေတိုင်းအော်နေရင်တော့ကြက်ထွက်လာမှာမဟုတ်တော့ဘူးဒါကြောင့်ပညာသွားတင်ဦးမယ်ဆိုပြီးထွက်သွားတယ်ပညာတင်ပြီးပြန်လာတော့ကြက်တွင်းဝမှာပဲပြန်ဆောင်နေပါတယ်တွင်းထဲမှာရှိတဲ့ကြက်ကလည်းအပြင်ဖက်မှာကြောင်ရှိမရှိ နားဆွင့်နေပါတယ် အဲ့ဒီအချိန်မှာခွေးဟောင်တန်ကြားလိုက်ပါတယ်ခွေးဟောင်တန်ကြားတော့ကြက်စင်းစားတယ်အေးခွေးရှိနေတော့ကြောင်ရှိမှမဟုတ်တော့ဘူးဆိုပြီးအစာရှာဖို့ထွက်လာပါတော့တယ်တွေးနှုတ်ခမ်းဝလဲရောက်ရော ကြောင်ကကြက်ကိုဖမ်းလိုက်ပါတယ်ကြက်ဟာအယမ်းလန့်သွားတယ်ကြောင်ကို တွေးတော့အယမ်းအံ့ဩသွားတယ်ကြောင်ကကြက်ကိုစားမယ်လို့တော့ကြက်ကနေပြီးကြောင်ကိုပြောတယ်ခဏနေပါဦးကြောင်ကြီးရဲ့မေးရစေဦးအစောပိုင်းတုန်းကကြောင်တန်ကြားလို့ထွက်မလာဘူး အခုခွေးဟောင်တန်ကြားလို့ထွက်လာတာဖြစ်တဲချောင်ဆိုတာခွေးကိုကြောက်တဲ့အမျိုးခွေးရှိရင်ကြောင်ရှိမှာမဟုတ်ဘူးဆိုပြီးတော့ကျုပ်ကထွက်လာတာခမ ्या ကဒီနားကိုဘလို့လုတ်ပြီးရောက်နေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီခါမှာကြောင်ကအေးငါလဲတည်ရဲ့မင်းငါအတန်ကြားလို့ထွက်မလာရဲဘူးဆိုတာတည်ရဲ့အတွက်ကြောင့်ဒီကြောင်အော်နေတိုင်းအော်နေစားရမှာမဟုတ်တော့ဘူး အစာငတ်ပြီးတည်သွားနိုင်တယ်ဒါကြောင့်ငါကခွေးဟောင်းနဲ့ဤပညာကိုသွားတယ်ခဲ့တာပဲဖြစ်တယ်ဒီခွေးဟောင်းဤပညာကြောင့်ယခုလိုမင်းကိုဖမ်းနိုင်တာပဲဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီနေရာမှာကြောင့်ဟာတမယိုးကြလုံးနေတဲ့အလုံးမနေပြီးအတွေးခေါ်ပြောင်းလဲတာခွေးဟောင်းနဲ့ပညာကိုတင်ယူခဲ့တဲ့အတွက်ကြောင့်သူလိုချင်တာကိုရရှိခဲ့တာပဲဖြစ်တယ် ။ယနေ့ခေတ်လူတွေလဲငါးကြီးကငါးသေးကိုမျိုးရဲဆိုတဲ့အတွေးခေါ်ပြောင်းပြီးလှင်နေငါးကနှေးခွေးရဲ့ငါးကိုစားနိုင်တယ်လို့ကိုယ့်ရဲ့အတွေးခေါ်ဟာလဲတမန်ယိုကြအတွေးခေါ်တွေမှပြောင်းလဲပြရမယ်။ကြောင်အော်နေတိုင်းတစ်တလုံးအော်နေလို့တော့မဖြစ်တော့ဘူး။ခွေးဟောင်းဤပညာလေးတော့တအောင်တင်ထားဖို့လိုလာပြီဖြစ်တယ်လို့အကြံပြုချင်ပါတယ်